မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 10ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်မျိုးသိမ်းတပ်ပွဲသတင်းကတော့ချင်းပြည်နယ်ဖလန်းမြို့နယ်တခုလုံးကိုအပိသက်တိုက်ခိုက်သိမ်းပိုက်ရရှိသွားပြီလို့ချင်းပြည်နယ်တပ်ဖွဲ့ကတရားဝင်ကြေညာလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ချင်းပြည်နယ်စစ်စင်ရေးတပ်ဖွဲ့က April 9ရက်နေ့မှာစစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်တပ်ရင်းခလာရ268ကိုအပိသက်သိမ်းပိုက်က ဖလန်းမြို့နယ်တစ်ခုလုံးစစ်ကောင်စီကင်းစင်တဲ့နယ်မြေအဖြစ်နဲ့ပေါ်ဆောင်နိုင်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။တိတိမ်မြို့ကိုလည်းဆက်လက်ပြီးတော့ခြိတက်မှာဖြစ်တယ်လို့သိရပါတယ်။ချင်းမြို့သားကာကွယ်ရေးတပ် CNO CNDF အထွေထွေအတွင်းရေးမှူးစလိုက်ဝီလီယံချင်းကချင်းကြီးအောင်စစ်စင်ရေးဖလန်းမြို့တင်တိုက်ပွဲက မင်းတိုင်တဲ့အတူ2024ခုနှစ်နိုဝင်ဘာလကနေစတင်ခဲ့တာဖြစ်ပါတယ်။တိုက်ရင်တရင်နဲ့မဟုတ်ပါဘူး။တုံးရင်နဲ့တိုက်နေရတဲ့ပုံစံဖြစ်ပါတယ်။အချိန်တွေပို့ပြီးတော့ကြာသွားပါတယ်။ကုန်ကျစရိတ်လည်းစစ်ဆင်ရေးမှအများကြီးကုန်တာရှိပါတယ်။ဘာပဲပြောပြောကျွန်တော်တို့ဒေါ်လာရေးမှပေးဆက်မှုတွေလွတ်မြောက်မှုတွေအတွက်ကိုကံချမာကိုဖန်တီးဖို့ပေးဆက်ရတာဖြစ်ပါတယ်။ချင်းပြည်နယ်ထဲမှာတီးတိမ်မျိုးကိုလည်းထပ်ပြီးတော့ဝင်ရောက်ဖို့ရှိပါတယ်။ပို့ပြီးတော့စူးစမ်းအထောက်ဖို့လိုတယ်။မျိုးကိုတင်းရတာထက်ထင်းရတာကခက်ခက်ခဲခဲလောက်ရတာဖြစ်ပါတယ်။စစ်ပုံကြတဲ့အမိတ်နာခံဖို့ရှိတယ်။ professional army ဖြစ်အောင်လို့ကြိုးစားရပါမယ်။ဒီအောင်မြင်မှုဟာ plan ပြည်သူလူထုတွေမဟုတ်ပါဘူး။အဖိနှိတ်ခံပြည်သူလူထုအားလုံးရဲ့အောင်မြင်မှုဖြစ်ပါတယ်။2024ခုနှစ်မှာစစ်ကောင်စီကင်းစင်ဖို့ရည်ရွယ်ခဲ့ပေမယ့်60ရာခိုင်နှုန်းလောက်ပဲပြီးခဲ့ပါတယ်။၄နေရရခဲ့ပါတယ်လို့ဒိုက်ရိုက် live ကနေတစ်ဆင့်ပြောပြထားပါဗျ။ plan မျိုးတင်တိုက်ပွဲမှာစစ်ကောင်စီရဲ့လက်နက်ကြီးများအပါအဝင်လက်နက်ခဲယမ်းအများပြားနဲ့ ငွေကြေးများစွာကိုလည်းတိမ့်ပတ်ရရှိခဲ့တယ်လို့သိရပါဗါး2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကဖလန်းမြို့တိမ့်တိုက်ပွဲကိုချင်းညင်အောင်ဆက်ဆင်ရေး Operation CB အဖြစ်နဲ့ထိုးစစ်ဆင်တက်ခတ်ခဲ့ရောစစ်ကောင်စီတပ်ကဖလန်းမြို့ကိုမကြစေရေးအတွက်ရှင်းရင်ခလိုက်ရ268တက်ရင်အင်အားအပြင်2024ခုနှစ်ဒီဇင်ဘာလမှာခလိုက်ရ89ကစစ်ကူအင်အား100ဝန်းကျင်နဲ့2025ခုနှစ်မတ်လမှာတပ်မခုံခုံလက်အောက်ခံခလိုက်ရ3ကိုတက်ကစစ်ကူအင်အား100ခန့်နဲ့ အင်အားအကြိမ်ကြိမ်ဖမ်းမှန်ဖြည့်တင်းခဲ့တယ်လို့သိရပါတယ်။ဒါအပြင်လေကြောင်းကနေတက်ခတ်မှုအကြိမ်ပေါင်းတထောင်ကျော်နဲ့အပြင်းထန်ခုခံခဲ့တယ်လို့သိရပါတယ်။ချင်းနေနောင်စစ်စင်ရေး Operation CB ဖလန်းမြို့တိုင်းတိုက်ပွဲမှာညီနောင်မဟာမိတ်အားလုံးနဲ့အတူပူးပေါင်းပြီးတော့ drone အဖွဲ့များပါပါဝင်ပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဖလန်းမြို့နယ်တစ်ခုလုံးစစ်ကောင်စီကင်းစင်တဲ့နယ်မြေအဖြစ်နဲ့ပေါ်ဆောင်နိုင်ခဲ့ခြင်းဟာချင်းညီနောင်နဲ့မဟာမိတ်အင်အားစုရဲ့မဆုံးမနစ်တဲ့စိတ်ဓာတ်နဲ့ကြံ့ကြံ့ခံထိုးစစ်ဆင်တိုက်ခိုက်မှုအရခတက်တော် AA က ခဲယံဆက်လက်နဲ့များအပြင်စီရင်ဆိုင်ရာအကြံဉာဏ်များပံ့ပိုးကူညီမှုနဲ့မိဘပြည်သူများရဲ့တက်ညီလက်ညီဒီဇိုင်းမမတ်နဲ့ထောက်ပံ့ပါဝင်မှုများကြောင့်ဖြစ်တယ်လို့ကြေညာထားပါတယ်ချင်းညီတော်စစ်စင်ရေး Operation CB အဖြစ်နဲ့ဖော်ဆောင်ခဲ့တယ်ဖလန်းမျိုးတိန်စစ်စင်ရေးအတွင်းမှာအသက်ပေးလူသွားခဲ့ရတဲ့အာဇာနည်သူရဲကောင်းများကိုလက်အင်္ကာပေးဆက်ခဲ့ရတဲ့ရဲဘော်များနဲ့အောင်ပွဲရတဲ့အထိရွရွချွန်းချွန်းဆက်လက်ပြီးတော့ခြေတက်တိုက်ပွဲဝင်ခဲ့ကြတဲ့တပ်မှုတပ်သားများရဲ့ ရဲစွမ်းတပ်တွေနဲ့ဇွဲလုံးလာရှိမှုတို့ကိုလေးစားစွာနဲ့ဂုဏ်ပြုအပ်ပါကြောင်းနဲ့ချင်းကျင်းအောင် CB အနေနဲ့စစ်အာဏာရှင်စနစ်ကြာဆုံးရေးနဲ့ Federal Democracy ပြည်ထောင်စုတိဆောက်ရေးမှာမဟာမိတ်များနဲ့အတူဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ဆက်လက်ကြေညာထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့် update သတင်းကတော့စကိုင်းတိုင်းအင်းတော်မျိုးဂျပန်လှိုင်ကူစခန်းကုန်းကနေထွက်ပြေးသွားတဲ့တမခွန်ခွန်တမမှုဘုံမှုချုပ်အောင်တပ်ဦးကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ဝင်ကြီးဌာန MOD လက်အောက်ခံပြည်သူ့ကာကွယ်တပ်များကအရှင်ဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ၈ရက်နေ့ကအင်းတော်မျိုးဂျပန်လိုင်ကူစခန်းကုန်းကနေထွက်ပြေးသွားတယ်တပ်မခုံခုံတပ်မမှုဘုံမှုချုပ်အောင်တပ်ဦးကိုလမ်းခရီးတနေရာမှာပြည်သူ့ကာကွယ်တပ်များကဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီးတော့လက်တလုံးမှာအခြေအနေအသေးစိတ်ကိုတော့ထုတ်ဖော်ပြောဆိုလို့မရသေးဘူးလို့တော်လိုင်းရေးသတင်းရင်းမြစ်ကရှင်းပြထားပါတယ်ဖမ်းမိတာကတော့ confirm ဖြစ်ပါတယ်တပ်မခုံခုံတပ်မမှုဆိုတာမှန်ပါတယ်လို့တော်လိုင်းရေးသတင်းရင်းမြစ်ကပြောပါတယ် ဘိုးမိုးချုပ်အောင်တပ်ဦးဟာစစ်တပ်ကတော်အပတ်စဉ်40နှစ်ကြောင်းဆင်းဖြစ်ပြီးတော့တမခုံခုံတမမှုမဖြစ်ခင်ကော်တောင်းတန်ရဲ့စစ်ဗျူဟာမှုအဖြစ်နဲ့ဘိုးမိုးကြီးရာဒူးနဲ့တာဝန်ထမ်းဆောင်ခဲ့တယ်လို့သိရပါဗျ။တမခုံခုံတမမှုချုပ်ကဘိုးမိုးချုပ်အောင်တပ်ဦးဆိုတာမှန်ပါတယ်။အင်းတော်နဲ့ကတားကြားမှာမိသွားတာဆိုရင်တော့ဖြစ်နိုင်တယ်လို့စီဒီယံဘိုးကြီးဇေယောကသုံးသပ်ပြောဆိုထားပါဗျ။အေဘီလ9ရက်နေ့ညပိုင်းမှာစကိုင်းတိုင်းအင်းတော်မြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ဂျပန်နိုင်ငံကိုစခန်းကုန်းက အမတ်ခွန်ခွန်တက်မှမှုဘုံမှုချုပ်အောင်တဦးဟာစကမ်းကိုဆုတ်ခွာထွက်ပြေးသွားပြီးတော့အင်းတော်မျိုးနယ်တစ်ခုလုံးကိုအပိသက်သိမ့်ပိုက်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနအမတ်တဲ့စစ်ဒေသရဲ့အစီအစဉ်နဲ့အင်းတော်မျိုးသိမ့်တိုက်ပွဲကိုရှစ်လကြောကြာအောင်ဆင်နွှဲခဲ့ပြီးတော့အပိသက်သိမ့်ပိုက်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အင်းတော်မျိုးသိမ့်တိုက်ပွဲမှာစစ်ကောင်စီရဲ့ဟာဝေဇာနှစ်လက် 120မမနှက်လက်အပါဝင်လက်နက်ကြီးလက်နက်ငယ်နဲ့ခရယာမီးကြောင့်အများအများကိုသိမ်းပါရရှိခဲ့တယ်လို့သိရပါတယ်။အင်းတော်မျိုးသိန်းဆက်စင်ရေးကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနအမတ်၁စစ်ဒေသရဲ့ကိုကဲမှုနဲ့ညီနောင်မဟာမိတ်အဖွဲ့များအားလုံးပူးပေါင်းပြီးတော့ကွန်မန်ဒိုအဖွဲ့များပါပူးပေါင်းပြီးတော့ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်မြို့သိမ်းတိုက်ပွဲသတင်းကတော့အင်းတော်မြို့သိမ်းတိုက်ပွဲကနေထွက်ပြေးသွားတယ်တမမှုနဲ့အတူစစ်ကောင်စီအုပ်စုအဖွဲ့ဝင်190ကျော်ကိုဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် င်းတော်မျိုးတွင်စစ်ကောင်စီအုပ်စုရဲ့နောက်ဆုံးလက်ကျန်ဂျပန်လှိုင်ကူဂုံးကိုအေပီလ9ရက်နေ့ညပိုင်းမှာတော်လိုင်းတပ်ဖွဲ့တွေကအပိသက်တိမ့်ပိုက်နိုင်ခဲ့ပြီးတဲ့နောက်အဲ့ဒီညပိုင်းမှာကတာမျိုးနယ်ဘက်ကိုထွက်ပြေးသွားတဲ့စစ်ကောင်စီအုပ်စုတွေကိုတော်လိုင်းအင်အားစုတွေကဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်ဂျပန်လှိုင်ကူဂုံးကနေထွက်ပြေးသွားတဲ့စစ်ကောင်စီတွေကိုကျွန်တော်တို့ကတာမျိုးနယ်ထဲမှာ KIA PDF ပူးပေါင်းအဖွဲ့တွေကဖမ်းဆီးရရှိခဲ့ပါတယ် အယောက်190ကျော်ကိုဖမ်းဆီးထားပါတယ်လို့စီရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်။ကာတုံးလုံးခရိုင်အတွင်းမှာကတ်တာ၊ထီးကျ၊အင်းတော်၊ကောလင်၊ဝင်းတူ၊ပင်လယ်ဘူး၊ကန့်ဘလူး၊ကျွန်းလာနဲ့ဇီးကုန်းစတဲ့မြို့တွေပါဝင်ပြီးတော့တော်လိုင်းရေးတပ်ဖွဲ့တွေအနေနဲ့ပင်လယ်ဘူးမြို့ကိုသိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်တယ်လို့လက်ရှိမှာအင်းတော်မြို့ကိုထပ်မံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့မွန်ပြည်နယ်ရေးမြို့နယ်ကြောင်းရွာအခြေစိုက်အချမ်းမဆက်တက်ရဲ့ခမရ၅ကိုတက်တရင်ကစစ်သားတအုပ်ကိုရေးဘလူးတက်ရင်တက်ခွဲနှစ်က အရှင်ဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ABLA 9ရက်နေ့မနက်ပိုင်းမှာရေးဘလူးအဖွဲ့ကကျောင်းရွာအနီးနားမှာအချမ်းဘတ်စစ်တပ်ရဲ့ခမရ9ကိုတစ်ကစစ်သားကြော်စင်ဖြိုးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဖမ်းဆီးရမိတဲ့စစ်ကောင်စီတပ်သားကြော်စင်ဖြိုးကိုရေးဘလူးအဖွဲ့ကဆက်လက်ပြီးတော့စစ်ဆင်မှုများကိုလှုပ်ဆောင်နေပြီးတော့ဘလို့အရေးယူမယ်ဆိုတာကိုထုတ်ပြန်သွားမှာဖြစ်တယ်လို့သိရပါဗျ။ဘလို့ဆက်လုပ်ရမလဲဆိုတော့တခြားအလင်းဝင်တဲ့တပ်သားတွေနဲ့ဒီကောင်ကမတူပါဘူး။ကျွန်တော်တို့အဖွဲ့ကိုလာလေးလာတာလား။ဒါမှမဟုတ်လို့ရှိရင်သူတို့တပ်ရင်းကနေပြီးတော့မနေနိုင်လို့ထွက်ပြေးလာတာလားပေါ့။အများ ားကြီးတုံးတက်လို့ရပါတယ်။ယုံကြည်ဖို့ကတော့တရားရာခိုင်နှုန်းပေးလို့မရသေးပါဘူး။ကျွန်တော်တို့သေးသေးချာချာစဉ်းစားဆုံးဖြတ်ပြီးတော့အကောင်းဆုံးဖြစ်အောင်တော့အပြစ်ပေးကန်ကွယ်ပါမယ်လို့ရေးဘလူတိုင်ရင်မှုကပြောပြထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်ကြားဖြန့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်အတွင်းတရုတ်နယ်ထိုင်းနိုင်ငံတို့ရဲ့ဖိအားပေးမှုနဲ့စစ်ကောင်စီလက်အောက်ခံ BGF ကငွေလိန်ဂိုင်းနှိမ်နင်းရေးလုပ်ငန်းများလုပ်ကိုင်နေကြတော့လေလက်ရှိမှာမြောက်ရီမြို့နယ်အတွင်းငွေလိန်ဂိုင်းလုပ်ငန်းများနေရာများမှာကြားဖြန့်လုပ်ငန်းများဟာဆက်လက်လုပ်ကိုင်နေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တချို့ငွေလိန်ဂိုင်းများဟာလုပ်ငန်းနေရာတချို့ပြောင်းလဲလုပ်ကိုင်နေပြီးတော့တချို့ငွေလိန်ဂိုင်းတွေကတော့နေရာပြောင်းလဲခြင်းမရှိဘဲမူလနေရာမှာပဲအလုပ်သမားအသစ်များကိုခေါ်ယူပြီးတော့ ဆက်လက်ငွေလိမ်လုတ်ကင်နေမှုများရှိနေတယ်လို့ငွေလိမ်ဂိုင်းနဲ့ဆက်ဆက်နေတဲ့ပြည်သူများကပြောပြထားပါတယ်။တရုတ်တွေကတော့ဆက်ရှိနေတုံးပါပဲ။ကြားဖြတ်လဲဆက်လုပ်နေတာပဲ။မြောက်ပိုင်းမှာပုံမှန်ပဲသွာလာနေကြတယ်။ကြားဖြတ်ရုံတွေလဲဆက်ပြီးတော့လုပ်နေတာပါပဲ။အလုတ်ပိတ်သွားတာမျိုးတော့မရှိသေးဘူး။ ် BGF နဲ့ဆက်သွယ်ပြီးတော့နေရက်ကိုပြန်တဲ့တရုတ်တွေနိုင်ငံသားသားကပ်ပလီတွေပါကစ္စတန်တွေကတပိုင်းကြားဖြတ်ဆက်လုံနေကြတဲ့တရုတ်တွေနိုင်ငံသားသားတွေကတပိုင်းအဲ့ဒီလိုဖြစ်နေတာကိုတွေ့ရတယ်လို့ကြားဖြတ်လုပ်ငန်းနဲ့ဆက်ဆက်နေသူတူကသတင်းပေးဖို့ပြောကြားထားပါတယ်။လက်ရှိမြောက်ပိုင်းမြို့နယ်ထဲမှာရွှေကုတ်ကိုကြောက်ခတ်မဲထော်တလေ AA Park KK Park နေရာများမှာတရုတ်ငွေလိမ်ခိုင်းကြားဖြတ်လုပ်ငန်းများအများဆုံးရှိနေပြီးတော့အဲ့ဒီနေရာများကတရုတ်အိန္ဒိယမလေးရှားအင်ဒိုနီးရှား VNM Laos ကမ္ဘောဒီးယားပါကစ္စတန်အီသီယိုးပီးယားအပါအဝင်နိုင်ငံမ ောက်30ကျော်ကငွေလိန်အလုတ်သမားအဖြစ်နဲ့လူမောင်ခိုးကုန်ကူးပြီးတော့ရောင်းစားခြင်းခံရသူနဲ့ငွေလိန်လုပ်ငန်းမှာအလုတ်လုပ်နေသူနိုင်ငံသားသားများကိုရှာဖွေပြီးတော့ဖမ်းဆီးနှိမ်နှင်းခြင်းများကိုလုပ်နေတယ်လို့ BGF တပ်ဖွဲ့ကသတင်းမီဒီယာများကိုထုတ်ဖော်ပြောဆိုထားပါတယ်။မြဝတီမြို့မှာရှိတဲ့တရုတ်ငွေလိန်ကိုင်းကြားဖြတ်နေရများကလူမောင်ခိုးကုန်ကူးခံရသူများနဲ့ငွေလိန်လုံသားများကိုကင်းနေကြဆောင်တဲ့ BGF ကရှာဖွေဖမ်းဆီးပြီးတော့မူလနိုင်ငံများထံကိုထိုင်းအာဏာပိုင်များကနေတစ်ဆင့်ပြန်လည်လွှဲပြောင်းပေးပို့ခဲ့ရာ အခု April 10ရက်နေ့အထိလူပေါင်း8104ဦးကိုပြန်လည်ပေးပို့ခဲ့ပြီးဖြစ်ကြောင်းမြောက်ပြည် BGF တပ်ဖွဲ့ကပြောဆိုထားပါတယ်။ထိုင်းအစိုးရကကြားဖြတ်လုပ်ငန်းများနှိမ်နှင်းရေးအတွက်မြန်မာဘက်ကိုလျှက်စက်မီဖြတ်တောက်ခြင်း၊လောင်စာဆီဖြတ်တောက်ခြင်း၊အင်တာနက်များကိုဖြတ်တောက်ခြင်းများလုပ်ဆောင်လျက်ရှိတော်လဲ။စက်သုံးစီပေပါတွေကတော့အလုံးရင်းနဲ့နီလန်မျိုးစုံတုံးပြီးတော့မြောက်ပြည်မြို့နယ်အတွင်းကိုဝင်ရောက်နေတယ်လို့သိရပါတယ်။အဲ့ဒီစက်သုံးစီများနဲ့မြောက်ပြည်မြို့နယ်အတွင်းမှာရှိတဲ့ကြားဖြတ်လုပ်ငန်းများဟာဆက်လက်ပြီးတော့လဲပတ်လုတ်ကင်နေကြတယ်လို့သိရပါတယ်။ ထိုင်းဘက်ကပိတ်တယ်လို့ပြောပေမဲ့လည်းနီလန်ပေါင်းစုံနဲ့စက်သုံးစီတွေပေပါလိုက်ကိုဝင်နေတာပါပဲအရင်ကထက်ဈေးကြီးသွားတာကလွဲရင်ပြက်လက်မှုကတော့ဘယ်တော့မှမဖြစ်ဘူးပိတ်တယ်ဆိုပေမဲ့ကန်းကူးပြီးတော့ရောက်လာတာပါပဲလို့မြောက်ရီအခြေဆိုင်နေဆက်ကကုန်တယ်တူကသတင်းပေးဖို့ပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းကိုလင်းခရိုင်ဝင်းတုံမြို့နယ်နန်းခမ်းရွာကိုအကြမ်းဖက်စစ်တပ်ကဘုံကျဲတဲ့အတွက်ကလေးတငယ်နဲ့အမျိုးသမီးတွေအပါအဝင်ဒေသခံပြည်သူအယောက်20ကျော်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလ9ရက်နေ့နေ့လယ်3နာရီလောက်မှာစစ်ကောင်စီအုပ်စုကဂျက်ဖိုင်တာနဲ့ဘုံလေးလုံးလာရောက်ကျဲချသွားတာဖြစ်ပြီးတော့လူစီကားတဲ့နေရာတွေဖြစ်တဲ့နန်းခမ်းရွာဆေးရုံနဲ့ Wi-Fi ဆိုင်တွေကိုကျဲချသွားတာဖြစ်တယ်လို့သိရပါဗျ။ညနေ3နာရီကနန်းခမ်းရွာကိုလေရင်နဲ့ဘုံကျဲသွားပါတယ်။နန်းခမ်းရွာမှာလူအသေးပြောက်တွေများပါတယ်။ တုတ်တန်ကိုရောက်လာတဲ့အလောင်းအခုဆိုရင်20ကျော်နေပါပြီအခုထိလည်းမီးတွေလောင်းနေပါတယ်မီးလောင်တဲ့ထဲမှာပါသွားတဲ့ဒူတွေရှိပါတယ်ဆိုင်ကယ်ပေါ်မှာခွာရကြီးတေဆုံးနေတာတွေတောင်ရှိတယ်လို့ဒေသခံပြည်သူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်တေဆုံးသွားတဲ့ဒေသခံပြည်သူအယောက်20ကျော်ဆိုတဲ့အရေအတွက်ဟာလက်ရှိသိရှိထားရတဲ့လောက်သာဖြစ်ပြီးတော့တေဆုံးထိခိုက်ဒဏ်ရာရရှိမှုအသေးစိတ်အခြေအနေတွေကိုတော့မသိရသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းရွှေဘုံမြို့နယ်ဇီးပြူကုန်းပြူစောတိရွာကပြည်သူစစ်တအုပ်ဟာ တနက်တလက်ကိုယူဆောင်လာပြီးတော့အလင်းဝင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လာတရက်နေ့မှာရွှေဘုံမြို့နယ်ဈေးမြူကုန်းပြူစောထီရွာကပြည်သူစစ်တအူးဟာရွှေဘုံခရိုင်အမှတ်၄တရင်ထံကိုဂျီတိုရီတနက်တလက်ကြီပေါက်၃ခု၊ကြီ၆၆တောင်းလက်ပြဘုံနှလုံးလုံးနဲ့အတူအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါရတယ်။အခုလိုမျိုးလက်နဲ့ခဲရများနဲ့အတူအလင်းဝင်ရောက်ခဲ့တဲ့အတွက်ကြောင့်ခိုက်ထိုက်တန်းတန်းစူချင်းငွေများကိုချိမြင့်ပေးသွားမှာဖြစ်တယ်လို့သိရပါရတယ်။တရက်ထက်တရက်စစ်ကောင်စီကအင်အားချို့တဲ့လာတာကြောင့်ပြည်သူ့ဘက်ကိုအများဆုံးခိုးလုံလာဖို့တိုက်တွန်းချင်ပါတယ်။ ်အကြမ်းဖက်စစ်ကောင်စီရဲ့စစ်မှုထမ်းအမိန့်ကျင်းညာချက်ကြောင့်အတင်းအဓမ္မလူသစ်စုဆောင်းခံရသူများအပါအဝင်ပြည်သူ့ဘက်ကိုရက်တီခြင်းနဲ့စစ်ကောင်စီတပ်သားများအနေနဲ့အချိန်မရွေးဆက်သွဲကပြည်သူရင်ဝင်ကိုခိုးလုံကြဖို့အသိပေးပြောကြားခြင်းပါတယ်လို့ People Defense Force Tribal District ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အလားတူပဲကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်မှာခမရ9ခုနှစ်တရင်ကစစ်ကောင်စီတပ်သားတအုပ်ဟာလက်နက်နဲ့အလင်းဝင်ရောက်ခဲ့ကြောင်း KNL တပ်မဟာနှစ်လက်အောက်ခံတရင်ကားထံကသိရပါတယ်အေဘီလာရှေ့ရနေမှာအကြမ်းဖက်စစ်ကောင်စီရဲ့ခမရ9ခုနှစ်တပ်သားတအုပ်ဟာ MA1 အမျိုးအစားတနက်တလကြီ150တောင်ကြီကတစုံကြီပေါက်၄ခုလိုနဲ့အတူတမဟာနှင့်တိုင်ရင်၅ထံမှာလာရောက်ပြီးတော့ပူပေါင်းအလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစီးရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအပေါင်းကနေကင်းဝေးပြီးတော့အချမ်းဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်း အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ